တမာရီထူထောင်ပုံကိုတော့စနစ်တကျနာယူမှတ်သားထားကြရမယ်ဟုတ်လားကြိုက်တဲ့ဣရိယာပုဂ္ဂိုလ်ယူကြရမယ်ကြိုက်တယ်လို့ထိုင်ကြရမယ်ဟုတ်ပြီလားခါဖြောင်းရမယ်ခေါင်းမှန်ရမယ်ဟုတ်လားကြိုက်တယ်လို့ထိုင် ဆိုတာကဘယ်ခြေတော့ကို အတွင်ထားညာခြေတော့ကိုအပြင်ထားပြရမယ်ဘယ်ခြေတော့ကိုညာခြေတော့တွင်နဲ့ဖိမထားရဘူးတဲ့ ဘာကြိုက်တယ်လို့ထိုင်လို့ဆိုလိုတယ်ကြိုက်တယ်လို့ထိုင်ဆိုတဲ့နေရာမှာလည်းပဲစနစ်ကလေးတော့ရှိဖို့လိုအပ်တယ်ပေါ့လေပမာရီမဖြစ်ခင်မှာကျင်လာမယ်ထုံလာမယ်ဒါတွေဖြစ်လာမှာဖြစ်လာမှာဖြစ်သည့်အဲ့အတွက်ကြောင့်တစ်ခုနဲ့တစ်ခုဖိမထားဘဲနဲ့အဲ့လိုမျိုးဘယ်ချီတော့ကိုအတွင်ထားညာချီတော့ကိုအပြင်ထားတချို့ကညာချီတော့ကိုအတွင်ထားဘယ်ချီတော့ကိုအပြင်ထားရတယ်ဖိမထားရင်တော်ပြီတဲ့ မိမိကသမာဓိတွေလည်းဖြစ်လာလို့အကျင့်တွေကလည်းရလာတယ်ဆိုရင်ကြိုက်တယ်လို့ထိုင်မှာပေါ့လေဟုတ်ပြီလားထိုင်နေဣရိယာပုဂ္ဂိုလ်ကြိုက်တယ်လို့ထိုင်သမာဓိထူထောင်ရမှာကတော့ခိတ္တခဏတော့မဟုတ်ဘူးပေါ့အလင်းနမိတ်တွေဖြစ်ပေါ်လာရအောင်မိမိရဲ့စိတ်တွေကြည်လင်တန်ရှင်းလာရအောင် စိတ်တဝိတုဒ္ဓိစခန်းကိုသွားမှာဖြစ်ခြင်းကြောင့်အပြစ်ကင်းတဲ့ကမ္မထံအာယုံနဲ့မိမိရဲ့စိတ်ကို တွဲပြီးတော့ထားပြရမယ် နိဝရဏတရားတွေဝင်ခွင့်မရတော့ဘူးဆိုမိမိရဲ့စိတ်တွေကျဉ်လင်လာပြီဆိုရင်မိမိယူရမယ့်ကမ္မထမ်းကလည်းအာနာပါနဝင်လေထွက်လေဖြစ်ခြင်းကြောင့်ဝင်လေထွက်လေကလည်းပဲဒီစိတ်ကြောင့်ဖြစ်တာဖြစ်ခြင်းကြောင့်စိတ်ကကျဉ်လင်လာတန့်ရှင်းလာပြီဖြစ်တဲ့အတွက်ကြောင့်ဝင်လေထွက်လေမှလည်းစပြီးမင်းလာတဲ့နမိတ်တွေဖြစ်ပေါ်လာမှာကိုကဲအဲ့ဒီတော့တွားရမယ့်လမ်းကြောင်းကပုံစံတွေအမျိုးမျိုးရှိသေးပေါ့နော် ဆရာတွေလည်းအမျိုးမျိုးရှိနေတော့လမ်းကြောင်းတွေကတဦးနဲ့တဦးလည်းမတူကြဘူးဆရာတွေမတူတာကိုဆိုလိုတာဖခင်ကတော့တလမ်းကြောင်းတွေပဲမဂ္ဂင်ရှိရဟုတ်လားနိဗ္ဗာန်သို့သွားရလမ်းကြောင်းကတလမ်းကြောင်းတွေပဲဖခင်ရှင်ရဲ့လမ်းကြောင်းကတလမ်းကြောင်းပဲရှိတယ်ဆရာတွေကများတော့လမ်းကြောင်းတွေကများနေတာဖြစ်ခြင်းကြောင့် ဒါကဘုရားရှင်ရဲ့လမ်းကြောင်းလားဒါကဆရာတွေရဲ့လမ်းကြောင်းလားဆိုတာကယောဂီတွေရဲ့တန်ဝုံပဲဖြစ်တယ်ယောဂီတွေစီစစ်ဖို့တော့လိုအပ်တယ်ဟုတ်ပြီလားအေးအဲ့ဒီတော့အလင်းနဲ့ရှင်ပဲနေတဲ့တမာတိကိုတော့ဒါထူထောင်ပေးရမယ်ပေါ့ဟုတ်ပြီလား အလင်းနဲ့ရှင်တွဲနေတဲ့တမာတိကိုထူထောင်နေဆိုတာကောနပြောတဲ့ယုတ်ကလနဲ့ပရမသစ္စာနည်းမြေကိုဝင်ဖို့ရန်အတွက်မြင်လို့သည့်အတွက်တော့ခိုင်းနေပေါ့လေအဲအဲ့ဒီတော့ခဏိကတမာတိလို့ခစ်မှာရေပန်းစားနေတဲ့ခဏိကတမာတိဆိုရင်တော့လည်းပဲယောဂီတွေအတွက်ဉာဏ်ရှင်ပြီးတော့တမာတိကိုဘယ်လိုထူထောင်မှာဆိုတော့ပြောနေစရာကိုအကြောင်းလည်းမရှိတော့ဘူး ဘာကြောင့်လဲဆိုတော့ရေပန်းစားနေတဲ့ခဏိကသမာဓိကတော့စိတ်ကလေးခဏငြိမ်တယ်လို့ပြောတယ်ခဏလေးငြိမ်ပြီးတော့နာရာလေးပေါ်ပြီးဆိုရင်ဒါဝိပဿနာဆိုပြီးတော့အမြင်တတ်ပြီးတော့သွားတဲ့ဒါလမ်းကြောင်းတစ်ခုပဲအဲ့ဒီလမ်းကြောင်းကတော့မိမိကတော့အဲ့ဒီလမ်းကြောင်းမျိုးကိုသွားမယ်ဆိုရင်တော့သမာဓိလည်းမလိုဘူးပေါ့ဟုတ်လား ခေတ္တခဏသမာဓိထူထောင်တယ်လို့ဒီလိုမျိုးပြောကြတယ်ပေါ့လားယောဂီတွေကနားလည်ဖို့ဒါပြောနေတယ်ဘာကောင်မှဆိုလိုနေတာတော့မဟုတ်ဘူးပေါ့ဟုတ်လားသိမလားတတ်မလားနားလည်မလားဆိုပြီးတော့ဟုတ်လားဒါတရားစခန်းတွေကိုတွားကြတယ်လာကြတယ်တရားကို နာကြတယ်ပညာတွေကိုသင်ကြတယ်သိမလားတတ်မလားအမှန်အမှန်တိုင်းသိမလားအမှားကိုအမှားတိုင်းသိမလားဆိုပြီးတော့ဇရာတွေတန်ကိုချင်းကတ်တယ်ချင်းကတ်ရင်တော့ဇရာတွေဘက်ကတော့ရှင်းဖို့တော့လိုအပ်တယ်မရှင်းဘဲနဲ့ ရေလိုက်ငါလိုက်တော့သွားလို့မရဘူးတဲ့။ဘာကြောင့်လဲ။ဘုရားရှင်သာသနာမကွယ်ပရေအတွက်ကတော့ပြောသင်ပြောထိုက်တဲ့အပိုင်းတွေကိုတော့ဒါပြောရမယ်။တာဝန်ရှိတဲ့ပြောခွင့်လည်းရှိတယ်။ဟုတ်ပြီလား။အေးအဲ့ဒီတော့ခိတခဏစိတ်ကလေးငြိမ်တာနဲ့ဘယ်နေရာမှနာတယ်လဲဆိုပြီးနာရပေါ်ပြီးဆိုလို့ရှိရင်ဒါအလုတ်ဖြစ်ပြီးဆိုတဲ့ဒါဝိပဿနာဆိုတဲ့လုပ်ငန်းလို့ပြောကြတယ်။ယောဂီတွေပြောဘူးတယ်နော်။ စိတ်ဆိုတာအာယုန်ကုတ်ကိုပြိုင်မသိဘူးလို့ဒီလိုမျိုးပြောဘူးတယ်ဟုတ်လားအဘိဓမ္မာသင်္နတ်တက်တဲ့သူတွေလည်းရှိကြတယ်အာယုန်ကုတ်ကိုစိတ်ကပြိုင်မသိဘူးစိတ်ကအာယုန်ကုတ်ကိုပြိုင်မယူဘူးဒီလိုမျိုးဒါကတော့စာပေမှာ ပြောနေတဲ့အပိုင်းတွေပေါ့အဲအဲ့ဒီတော့ပြိုင်မသိဘူးဆိုတဲ့နေရာမှာလက်တွေ့အာနာပါနကမ္မထံကိုပဲခိတ္တခဏရှုကြည့်လိုက် စနစ်တကျသင်ပေးလိုက်လို့ဝင်လေထွက်လေဆိုတဲ့အာယုံမှာစိတ်ကလေးကခိတ္တခဏ5မိနစ်10မိနစ်မိနစ်20အတွေးချင်နာမိတာဘဝင်ကြမှုမရှိတော့ဘဲနဲ့ဒီလေးလေးမှာပဲစိတ်ကလေးချရောက်သွားပြီးဆိုရင်ဘာဖြစ်တတ်ကြလဲပေါ်ပန်းသွားတယ်။ဘာကြောင့်လဲခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေကိုစိတ်ကအာယုံယုံနေတဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေနဲ့ပြတ်တောက်သွားတယ် ဒီချိန်ခါမှာပေါ့ပါပြီးတော့နေတယ်ခြေလက်ခေါင်းခါတွေလည်းပဲမိမိရဲ့အသိဉာဏ်မှာမရှိတော့ဘူးမိမိကလည်းခြေလက်ခေါင်းခါကိုရှုပ်နေတာမဟုတ်ဘူးကမ္မထာအာယုံမှာစိတ်ကလေးကပ်ပြီးနေလိုက်တော့ကမ္မထာအာယုံမှာစိတ်ကလေးကနေပြီးဖြစ်သွားတဲ့အချိန်ခါမှာသမာဓိဖြစ်သွားတယ် မာရီဖြစ်သွားတော့ကြံတဲ့ခြေလက်ခေါင်းခါတွေမရှိတယ်လို့ခံစားရရပေါ်ပါပြီးတော့နေတယ်ဒီချိန်ခါမှာကာယလဟုတာစိတ်တလဟုတာစိတ်စေတသိက်တို့ဤပေါ်ပါမှုသည်အလုံးလုံးလိုက်တဲ့ချိန်ခါမှာမိမိရဲ့တဏ္ဍမထင်ရှားဖြစ်ပေါ်လာတယ်ပေါ်ဟုတ်ပြီလားကဲအဲ့ဒီတော့ အာယုန်ကုကိုစိတ်ကပြိုင်မယူဘူးမသိဘူးဆိုတဲ့နေရာမှာခိတ္တခန္ဓာ5မိနစ်10မိနစ်ဝင်လေထွက်လေအာယုန်မှာစိတ်ကလေးကြာရောက်ပြီးတမာရီဖြစ်တဲ့ပုဂ္ဂိုလ်သည်စိတ်ဟာအာယုန်ကုပြိုင်မသိဘူးဆိုတဲ့စကားကိုလက်တွေ့လုပ်ငန်းလုပ်လိုက်မယ်ဆိုရင်အဲ့ဒီတော့မှလက်ခံသွားလိမ့်မယ်ဘလို့လက်ခံသွားမှာလဲအပေါ်ပါသွားတဲ့ခြေလက်ကောင်းခါတွေလည်းမရှိတော့ဘူးဒီလေအာယုန်တစ်ခုပဲဟွန်တင်းတော့တယ်ရှိတော့တယ် ရှင်လက်ကောင်းခါဒီမရှိတယ်လို့ခံစားရတယ်။ဘာကြောင့်လဲ။အာယုံတစ်ခုပဲသူသိသွားပြီ။တမာရီဖြစ်သွားတယ်၊ကြံတယ်မသိတော့။တခါတလေလည်းပဲယောဂိတရေတဏ္ဍမှာအာယုံတစ်ခုကိုဂျင်တူလို့သိနေတယ်တဲ့။စိတ်ကမျက်စိတမိတ်လျှက်တဲ့တွင်မှာသူလှုပ်ဆောင်နိုင်တဲ့လုပ်ငန်းရပ်တွေကအများကြီးရှိတယ်။အဲ့ဒီတော့အာယုံတစ်ခုကိုတပြိုင်တည်းသိနေတယ်ဆိုတာအဲ့ဒီအာယုံတစ်ခုမှာစိတ်ပြန့်နေတယ်လို့ယောဂိကမှတ်သားထားကြရမယ်ပေါ့ဟုတ်လား။ ဝင်လေထွက်လေကိုလည်းသိနေတဲ့ကြံတဲ့နေရာတွေမှာလည်းသိနေတယ်ဆိုရင်မိမိကဝိရိယကမြင်နေပြီလွန်နေပြီအဲ့ဒီမှာညံရှင်ပြီးတော့ပြန်ပြီးတော့လျှော့ပေးရမယ်စိတ်ကိုအေးအောင်ထားပြီးပြန်ပြီးလျှော့ပြီးတော့ဘယ်လိုလျှော့မလဲခန္ဓာကိုယ်ပိုင်းမှာတင်းနေတာတွေညနာတွေပါးစပ်တွေတင်းနေတာတွေကိုအကုန်ပြန်လျှော့လိုက်မယ်ဆိုရင် ထိန်းထားတာစိတ်ကိုဝေပြီးအလုံးလုံးတဲ့လုပ်ငန်းရတွေကမရှိတော့ဝင်လေထွက်လေအာယုန်တစ်ခုတည်းမှာပဲစိတ်ကလေးကြရောက်ပြီးဖြစ်သွားတော့အာယုန်နှစ်ခုဂျိုင်သိတယ်လို့မဖြစ်တော့ဘူးတဲ့ဟုတ်လားအဲ့ဒီတော့ခဏိကသမာဓိနဲ့ပတ်သက်ပြီးတော့ခဏလောက်စိတ်ကလေးငြိမ်ပြီး နာရပေါ်တဲ့နာတဲ့နေရာလေးပေါ်လာပြီးဆိုလို့ရှိရင်ဒါကိုဖြစ်ဖြစ်ရှုတယ်ဆိုတဲ့နေရာမှာ တမာတိရှိလို့သိတဲ့အသိမဟုတ်ဘူးယောဂီတွေသဘောပေါက်ဘာကြောင့်နာရာကိုသိသွားတယ်လဲဆိုရင်တမာတိကြသွားသည်အဲ့အတွက်ကြောင့်နာရာကိုသွားသိတာတမာတိရှိရင်သိရမယ်အသိတွေကယုတ်ကလနဲ့ပရမတ်တွေနန္တရားတွေသဘာဝလက္ခဏာတွေကိုဆွန်လို့ရပေါ့ဟုတ်လားအေးအဲ့ဒီတော့အဲ့ဒီနာရယ်ဆိုတဲ့လုပ်ငန်းရတစ်ခုဟာတမာတိလိုသလားလို့မေးရင် လိုထူထောင်ကြရလဲမလိုအမြီးခန်းစရာလဲမလိုယခုယောဂိတွေထိုင်ရတာကိုဘာကိုသမာဓိထူထောင်နေလို့လားတရားနာနေတယ်ယခုပဲဟိုရွှေ့တီရွှေ့ရွှေ့နေဒါနာရမပေါ်လာဘူးလားဒါသမာဓိမထူထောင်မဲ့နာရပေါ်တာပဲခန္ဓာဆိုတာကတော့ဘယ်နေရာကို အာယုံယူလိုက်ယူလိုက်ပညာရဲ့သဘောတွေကမိမိရဲ့တန်တမာတော့ပေါ်နေမှာပဲပေါ့ ဘာကြောင့်အဲ့ဒီနာရာကိုပေးမရှိသေးလဲဆိုတော့ပညာတရားတွေလည်းဖြစ်နေတယ်ပရမတ္ထဒါသသစ္စာတွေမဟုတ်သေးအဲ့အတွက်ကြောင့်ရှုလို့လည်းမရသေးဘူးတဲ့ပရမတ္ထဒါသသစ္စာတွေကိုသိဖို့ရန်အတွက်မဟာဗုဒ္ဓကြီး၄ပါးကိုသိရဖို့မှာမဟာဗုဒ္ဓကြီး၄ပါးကိုသိပါမှသာလျှင်ပရမတ္ထဒါသသစ္စာရဲ့အခြေခံတွေကို ရရှိပြီးအဲ့ဒီတော့မှကြံတဲ့ဥပါဒါယုတ်တရားတွေပရမတ္ထဒါသသစ္စာတရားတွေဆက်လက်ပြီးတော့သိနိုင်နေတယ်ဟုတ်လား အဲ့ဒီတော့ဒါကြောင့်တမာတိထူထောင်ခိုင်းတာကအလင်းနဲ့ရှင်တွဲနေတဲ့တမာတိကိုအလိုရှိလို့အလင်းနဲ့ရှင်တွဲနေတဲ့တမာတိရရှိပါမှတာလျင်တမာတမာတိစခန်းကိုဝင်လို့ရမှာ တမေဇံတမ္မာတမာတိဒုတိယဇံတမ္မာတမာတိဒုတိယဇံတတိယဇံတမ္မာတမာတိသရုဒ္ဒဇံတမ္မာတမာတိစခန်းကိုတလှမ်းလို့ရမယ်။အဲ့ဒီတမာတိပိုင်းရောက်ပါမှသာလေအာနာပါနကမ္မထမ်းရဲ့ဘာသာရလုပ်ငန်းရတဲ့မိမိအတွက်ပြီးစီးစေလိမ့်မယ်။အဲ့ဒါပြီးသွားမှဒါလင်ဝိပဿနာစခန်းတက်ဖို့ရန်အတွက်အစဉ်သင့်ဖြစ်လိမ့်မယ်။ဟုတ်ပြီလား။ ကဲအဲ့ဒီတော့အလင်းနဲ့ရှင်တွဲနေတဲ့သမာဓိကိုရဖို့ရန်အတွက်စိတ်ကံတွေရှိတယ်နိလန်းတွေရှိတယ်ဟုတ်လားဘာကမထမ်းတင်မှလဲအာနာပါနကမထမ်းဘာကမထမ်းလဲအာနာပါနဆိုတာပါဠိကိုဆိုလိုတယ်ဘာလို့ဆိုလိုတာလဲသူ့ရဲ့အဓိပ္ပာယ်ကဘာရမလဲဆိုရင်ဝင်လေဖွက်လေကိုရမယ်ဘာကိုရမှလဲ ဝင်လေထွက်လေရဝင်လေထွက်လေမှာတော့မအဝင်အထွက်ဆိုတဲ့အသုံးနှုံးနှစ်ခုကိုဖယ်မယ်ဆိုရင်ဘာကျန်တယ်လဲလေပဲကျန်တယ်ပေါ့အဲ့ဒီလေသည်အလုတ်ပဲအဲ့ဒီလေသည်ကမထမ်းပဲအဲ့ဒီလေသည်အဓိကပဲဆိုတာကကမထမ်းနဲ့ပတ်သက်ပြီးအချုပ်ကိုတော့ယောဂီကမှတ်သားထားပါဟုတ်ပြီလားကဲအဲ့ဒီတော့ အဲ့ဒီလေကိုရှုမဲ့ပုဂ္ဂိုလ်ဒီကြိုတင်ပြီးတော့သိထားတဲ့နဲ့အချက်၅ချက်သိသိထားရမယ်တဲ့နော်ဒီလေကိုမရှုခင်ကမ္မထမရှုခင်ကြိုတင်ပြီးတော့သိထားရမယ်ရှောင်ကျင်ရမယ်၅ချက်ယောဂီအဟောင်းနေတော့သိပြီးသားယောဂီသစ်တွေလည်းပါနေတာဖြစ်ချင်းကြောင့်ထက်ခါထက်ခါပြောလေယောဂီတွေအတွက်ကောင်းနေပဲဘာကြောင့်လဲဘုန်းကြီးပြောနေတယ်ဘုန်းကြီးရဲ့အသုံးနှုံးရည်ရွယ်ချက်တွေကတချို့ယောဂီတွေကဘာလို့ဆိုလိုနေတယ်ဆိုတာကမသိသေးဘူး သိတဲ့သူတွေလည်းသိတယ်မသိတဲ့သူတွေလည်းမသိသေးဘူးပေါ့ပြောနေတာဇာမရေးထားတာတွေဇာဥမရေးထားတာတွေကအကုန်လုံးအဓိပ္ပာယ်ရှိတယ်အဲ့ဒီအဓိပ္ပာယ်ကဘာလို့ဆိုလိုနေတယ်ဆိုတာအကုန်လုံးမသိတဲ့သူတွေက မသိသေးဘူးသိဖို့ရန်အတွက်ထက်ခါထက်ခါဒါပြောပြနေရတယ်ပေါ့လေဟုတ်ပြီလား အဲ့ဒီတော့ဒီအာနာပါနဝင်လေထွက်လေဖြစ်တဲ့လေကမထမ်းကိုရှုမဲ့ပုံကိုကြိုတင်ပြီးသိထားရမှာ၅ချက်ကပါလေနံပါတ်၁ဒီလေလေးကိုသိဖို့ရန်အတွက်လိုက်မရှာပါနဲ့နံပါတ်၂ဒီလေလေးကိုသိဖို့ရန်အတွက်လုံမရှူပါနဲ့ဘဝတစ်ချောင်းလုံးသူ့လုံးသူလုံးနေတဲ့လုပ်ငန်းစဉ်နဲ့တွောင်းပြစီမံပြီးတော့ဖန်တီးပြီးတော့လုံရှူတာမျိုးကိုမလုံနဲ့လို့ဒါကိုဆိုလို့တယ် လိုက်ရှာတာလုံးရှူတာလုံးနေတဲ့လုံးလုံးမယ်ဆိုရင်ဒီယောဂီဟာတမာရီဖြစ်ဖို့ခဲရင်ပေလိမ့်မယ်။ရှာနေရတာနဲ့လုံးနေရတာနဲ့ဒါအဆင်မပြေဘူးပေါ့ဟုတ်လား။အဲ့ဒီတော့လိုက်မရှာပါနဲ့လုံးမရှူပါနဲ့။အာနာပါနကမ္မထာဟာဒီအာနာပါနကမ္မထာရဲ့ပြောင်းလဲမှုတွေက ရှိတယ်။ပုံသေးလို့ထက်မတွက်ထားပါနဲ့။ ဒီအာနာပါနကမ္မထာမှာမိမိရဲ့စိတ်ကလေးကငြိမ်ငြိမ်ငြိမ်တယ်လို့အာနာပါနကမ္မထာရဲ့အမူအရာကတော့ပြောင်းနေမြဲပဲဘယ်လိုပြောင်းတက်လဲဆိုရင်အာနာပါနဝင်လေထွက်လေအာယုံမှာစိတ်ကလေးငြိမ်ပြီးစိတ်အေးတဲ့ပုံကမကြခင်တွင်းမှာဝင်လေထွက်လေလားနူးညံ့သွားတယ်တိမ်မွေ့သွားတယ်။ဘာကြောင့်လဲဝင်လေထွက်လေကစိတ်ကြောင့်ဖြစ်သည့်အဲ့ပဲကြောင့်စိတ်တွေကယုံရင်ကြမ်းတမ်းနေတယ်လောနေတယ်ဆန္ဒစွန့်နေတယ်ဆိုလို့ရှိရင်တော့ဝင်လေထွက်လေကယုံရင်ကြမ်းတမ်းနေမှာပဲမြန်နေမှာပဲ စိတ်အေးနေတဲ့ပုဂ္ဂိုလ်အတွက်သမာဓိဖြစ်နေတဲ့ပုဂ္ဂိုလ်အတွက်ကတော့ဝင်လေထွက်လေကပုံမှန်ပဲဒါရှိနေမှာပဲပေါ့အေးအဲ့ဒီတော့ဝင်လေထွက်လေမှာစိတ်ငြိမ်နေတဲ့ပုဂ္ဂိုလ်အတွက်မကြခင်အတွက်မှာဝင်လေထွက်လေကနှူးညံ့သိမ့်မွေ့သွားတာဖြစ်ခြင်းကြောင့်အဲ့ဒီအထံနှုတ်ခမ်းသို့မဟုတ်နှာပြားသို့မဟုတ်နှာဝမိမိရှုပ်နေတဲ့နေရာမှာထိမှုဆိုတဲ့ဖုတ္တပတ်ဓာတ်ကလေးကမရတော့ဘူးအဲ့ဒီဖုတ္တပတ်ဓာတ်ကရှေးဦးပိုင်းတော့အတွေ့အထိကလေးနဲ့ တွဲပြီးတော့သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။လေနဲ့ထိုက်ရိုက်သွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။တူနဲ့တူတယောက်နဲ့တယောက်မတူဘူး။ဘာကြောင့်မတူတာလဲဆိုရင်သူကြားသိထားတဲ့မှတ်သားထားတဲ့သင်ညာတွေပေါ်မှာမူတည်ပြီးတော့သူအလုံးလုံးနေတာ။အေးအဲ့ဒီတော့စထွက်ထွက်ချင်းအသိဉာဏ်ရှင်းရှင်းနဲ့ဉာဏ်ရှင်ပြီးသွားမယ်ဆိုလို့ရှိရင်ဒီယောဂီအတွက်ဟာအခက်ခဲမရှိဘဲနဲ့တက်တက်တာတာနဲ့ပမာတိစခန်းကိုတက်လန့်နိုင်သွားမှာဖြစ်တယ်ပေါ့။အဲ့ဒီတော့ နုညံသိမ့်မေးပြီးဆိုလို့ရှိရင်အတွေ့အထိဆိုတဲ့ဖုတ္တပတ္တပြင်မရှိတော့ဒီချိန်ခါမှာမိမိကမထိထိအောင်မလုပ်ပါနဲ့မထိထိအောင်ဘလို့လုပ်မှလဲဆိုရင်ရှေးဥပိုင်းတော့ဖုတ္တပတ္တအတွေ့အထိကလေးနဲ့တွန်းနေတယ်စိတ်ကလေးငြိမ်လို့လေလေးငြိမ်ပြီးနုညံသိမ့်မွေးသွားပြီးထိတာမရှိဘူး။ဩငကောကတော့ထိတာရ။ယခုချက်ချင်းချင်းထိတာမရှိတော့ဘူး။အဲ့ထိတာကိုပြန်လိုခြင်းနဲ့ဆိုတဲ့ဆန္ဒကဖြစ်ပေါ်လာခြင်း စိတ်ကိုဖိထားခြင်း၊ဗဇ္ဇနှခမ်းအာယူခြင်း၊မျက်နှာအာယူခြင်းတို့ဖြင့်ထိထားလေးကိုပြန်လည်ပြီးတော့ရဖို့ရန်အတွက်မဖန်တီးပါနဲ့။မထိထိအောင်မလုပ်ပါနဲ့။မထိထိအောင်လုပ်မယ်ဆိုရင်အဲ့ဒီအထက်နှုတ်ခမ်းနှခေါင်းတဝိုက်ဗဇ္ဇတဝိုက်မျက်နှာတဝိုက်ခေါင်းတလုံးလုံးတစ်ဖြည်းဖြည်းတင်းလာမယ်၊မာလာမယ်၊ထုံလာမယ်၊ခဲလာမယ်၊တွန့်ကန်မှုထောက်ကန်မှုဝါရောဓာတ်တွေလည်းပေါ်လာမယ်၊ပထဝီဓာတ်တွေလည်းပေါ်လာမယ်။ အဲ့ဒီဓာတ်တွေပေါ်လာပြီဆိုရင်မိမိတွေအခက်ခဲတွေ့သွားပါလိမ့်မယ်ဟုတ်လားတရားအထုတ်တာချမ်းသာမလားငြိမ်းချမ်းမလားဆိုပြီးတော့တရားအထုတ်ပါလေဒီလိုအခက်ခဲတွေနဲ့ရင်ဆိုင်ပြီးသွားနေရမယ်ဆိုရင်ဒီယောဂီကနောက်ထပ်ဒီအလုံးလုံးချင်တော့မှာမဟုတ်တော့ဘူးဟုတ်လားအဲ့ဒီတော့မထီထီအောင်မလုပ်ပါနဲ့တာမြင်ထားရဟုတ်လား နံပါတ်1ကလိုင်းမရှာရဘူးနံပါတ်2ကလုံးမရှူရဘူးနံပါတ်3လေးလေးနူးညံ့သွားလို့မထိတဲ့ခါကျရင်ထိတာလေးကိုလိုချင်ပြီးမထိတိအောင်မလုပ်ရဘူးနံပါတ်4နံပါတ်4ဝင်လေတွက်လေးလေးတော့ငါသိပြီးဆိုပြီးဒီလေးလေးပျောက်သွားမှစိုးရိမ်ပြီးတော့အသက်အောက်ပြီးထိမ့်ပြီးတော့ရှူသွင်းတယ်ထိမ့်ပြီးတော့ရှူထုတ်တယ်ဒီလိုထိမ့်ပြီးရှူသွင်းရှူထုတ်တဲ့အလုံးလည်းမလုံးပါနဲ့ ဖိမ့်ပြီးရှုသိမ့်ရှုထုတ်ပြီးလုံတဲ့ပုဂ္ဂိုလ်ရဲ့တန်တမ်းမှမချမ်းသာဘူးအသက်ရှူမဝတော့ဘူး။ဘာကြောင့်လဲ။တဘာဝတရားတွေကပျက်စီးသွားတယ်။ အစုတ်တဲ့နှလုံးတွေကသူ့တိုင်ပင်နဲ့သူအလုံးလုံးနေတာတော့မှန်နေတယ်မိမိကဒီလေးလေးကိုသိဖို့ရန်အတွက်လေးလေးမှစိတ်ချိန်ဖို့ရန်အတွက်ဉာဏ်မရှင်သည့်အတွက်ကြောင့်တဘာဝလုပ်ငန်းကိုဖြတ်ပြီးတော့မိမိဖြစ်လို့သည့်စံတတ်အတိုင်းအတတ်အောက်ပြီးထိမ့်ပြီးရှုသွင်းရှုထုတ်နေတာဖြစ်ခြင်းကြောင့်ဝင်လေထွက်လေတွေကအကျွမ်းကျန်ဖြစ်သွားတယ်မလုံလောက်တော့ဘူးအဲ့ဒီချိန်ကမှယဉ်တဲ့မှတင်းကျပ်လာတယ်ဝန်းကျပ်လာတယ်မောလာတယ်ပင်ပန်းလာတယ် အဲ့ဒီတော့ထိမ့်ပြီးယူသွင်းယူထုတ်တဲ့အလုပ်လည်းမလုပ်ရဘူး။နောက်နံပါတ်၅တမထားပေးတဲ့နယ်လေးကိုကျော်လွန်ပြီးတော့နှာခေါင်းတွင်းဝမ်းတွင်းဝင်သွားတဲ့လေနောက်လည်းမလိုက်ရဘူး။တမပေးတဲ့နယ်လေးကနေကျော်ဖြတ်ပြီးထွက်သွားတဲ့လေနောက်လည်းပဲမလိုက်ရဘူးတဲ့။ဝင်လေထွက်လေနောက်လိုက်နေမယ်ဆိုရင်လည်းစိတ်ပြန့်လွင်မှုကိုတွန်းအားပေးသလိုပဲဖြစ်သွားပါလိမ့်မယ်။ပို၍ပို၍စိတ်ကိုပြန့်လွင်သွားတယ်တဲ့။ အဲ့ဒီတော့ရှောင်ကျင်ရမယ့်၅ချက်ကိုယောဂိကကြိုတင်ပြီးသိထားမယ်ဆိုရင်မိမိအတွက်အလွန်တရာမှကျေးဇူးကြီးမားတယ်။အဲအဲ့ဒီတော့ရှောင်ကျင်ရမှလိုက်မရှာရဘူးလုံးမရှူရဘူးမတိတိအောင်မလုပ်ရဘူးထိမ့်ပြီးရှူသွင်းရှူတုံးမလုပ်ရဘူးဝင်လေထွက်လေနောက်ကိုစိတ်မလိုက်ရဘူးတဲ့ရှောင်ကျင်ရမှ၅ချက်အဲ့ဒီတော့ရှောင်ကျင်ရမှ၅ချက်လို့တော့ပြောတယ် နောက်ထပ်ယောဂီတွေဘက်ကထပ်ပြီးတော့မေးเสียအကြောင်းရှိတယ်ယောဂီတွေကမမေးကြဘူးအဲ့ဒီတော့ရှောင်ကျင်ရမှာ၅ချက်ဘုန်းကြီးကတော့ရှောင်ကျင်ရမယ်ပြောတယ်ဘယ်လိုရှောင်ကျင်ရမယ်ဆိုတော့နောက်ထပ်မေးခွန်းကတက်မလာကြဘူးတက်မလာသေးတဲ့အတွက်ကြောင့်ထပ်ပြီးတော့ဖြေရမယ်သဘောရှိတယ်ကိုယ့်အကူဖြေရမယ်သဘောပေါ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားကအမှတမ္မာတမာတိကိုမဂ်ကင်ရှင်းပါတယ်မှာဟုတ်လား ကတမောဇဘိကဝေတမ္မာသမာဓိတဲ့จิตာယံတို့တဲ့တမ္မာသမာဓိကဘာလဲဆိုပြီးမေးတော့ယံအတန်ကလေးကစိတ်စိတ်ပဲနေတယ်ပြန်မပြောမပြောတော့ဘုရားရှင်ကသူ့ကိုယ်တိုင်ပြန်ပြောရတယ်ယခုလည်းပဲထိုနည်းတူပဲယောဂီတွေက မေးခြင်းမြန်ခြင်းမရှိဘူးမရှိတော့အဖုံးကြီးကသိဖို့ယံအတွက်ပြန်လည်ပြီးတော့ပြောရမယ်ပေါ့ဟုတ်လား လိုက်မရှာရဘူးလုံးမရှူရဘူးမတိတိအောင်မလုံးရဘူးထိမ့်ပြီးရှူသိမ့်ရှူထုံးမလုံးရဘူးလေအနောက်ကိုစိတ်မလိုက်ရဘူးရှောင်ကျင်ရမယ်ဘယ်လိုနည်းစနစ်နဲ့ရှောင်ကျင်မလဲဆိုတာဒါမမေးတာမေးရမယ်ပေါ့ဟုတ်လားအေးအဲ့ဒီတော့ရှောင်ကျင်တဲ့နည်းစနစ်သုံးခုသည်ဒါရခုပြောမယ်ပေါ့ဟုတ်လားရှောင်ကျင်ရမှာကတော့ 5ချက်ကျင့်300မှာကတော့3ချက်စောင့်ရှောက်မှု3မျိုးနဲ့တွားပေးရမယ်ဟုတ်လားစောင့်ရှောက်မှု3မျိုးဆိုတာကမိမိကြိုက်တဲ့ဣရိယာပုဂ္ဂိုလ်ယူခါပြောင်းရမယ်ကောင်းမှန်ရမယ်ခါပြောင်းကောင်းမှန်ပြီလို့ရှိရင်ခါပြောင်းကောင်းမှန်ဖို့ရန်အတွက်ပုံစံချပြီးခန္ဓာကိုယ်ကိုမတောင့်ထားရဘူးမချုပ်တီးထားရဘူးပြန်လျှော့ပေးရမယ် တက်တက်တသာရှိရမယ်ရော့ထားရမယ်ပေါ့ချော့ထားဆိုရင်လည်းသဘောပေါက်ကြတယ်ရော့ထားဆိုရင်မှသဘောပေါက်တယ်သူလည်းရှိတယ်ပေါ့ဟုတ်လားမြန်မာစကားတွေကတော့ညာတယ်ပေါ့လေနော်အဲအဲ့ဒီတော့တက်တက်တသာရှိပါစေပြန်ရော့တဲ့နေရာမှာပြန်လျှော့တဲ့နေရာမှာလည်းခါမကုန်းရင်တော်ပြီခေါင်းမကုန်းရင်တော်ပြီပေါ့ကဲမျက်လွာချရမယ် မျက်လွာချပြီးရင်လည်းမိမိရဲ့မျက်လုံးအိမ်မှာစိတ်မထားရဘူး။ကြမ်းတဲ့ခြေလက်ခေါင်းခါပိုင်းတွေမှာလည်းပဲစိတ်မရောက်စေရတော့ဘူးတဲ့။မျက်လုံးအိမ်မှာလည်းစိတ်မထားရတော့ဘူး။အဲ့ဒီမျက်လုံးအိမ်နေတဲ့ဝါကြမ်းတဲ့ခြေလက်ခေါင်းခါခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုအကုန်လုံးလှစ်လူရှုပြီးတော့နေထိုင်ရမယ်မျက်လွာချပြီးရင်တဲ့။ဒါတွေကအခြေခံနေစလာပြီပေါ့နော်။ ဒါယောဂီတွေအတွက်အများကြီးအကူအညီပေးတဲ့အတုံးနှုံးတွေပဲယောဂီတွေအတွက်ကိုပြောနေတာဟုတ်လားဘုန်းကြီးကပြောစရာတွေအများကြီးရှိပြီးတော့အဲအရှိကြီးပြောနေတယ်လို့တော့မထင်နဲ့ဟုတ်လားအကူအညီတွေအများကြီးပေးနေတာအကူအညီတွေအများကြီးပေးနေတာဟုတ်လားအေးအဲ့ဒီတော့မျက်လှာချပြီးမိမိရဲ့မျက်လုံးအိမ်မှာလဲစိတ်မထားပါနဲ့အဘိဓိပ္ပာယ်ရှိလို့အဘိဓိပ္ပာယ်ရှိလို့ဟုတ်လား ဉာဏ်နဲ့ခြေလက်ကောင်းခါတွေလည်းအကုန်လှစ်လူရှုထားပါမေ့ထားပါအဲ့ဒီလိုမျိုးမျက်လွာချပြီးတော့လှစ်လူရှုရမယ်အပိုင်လှစ်လူရှုပြီးသွားပြီဆိုရင်နံပါတ်၁မိမိရဲ့စိတ်ကလေးကိုရှည်ဥစွာတည်ထားပါမိမိနဲ့ပတ်သက်တဲ့သက်ရှိသမဲ့အာယုံတွေရှိတယ်မပတ်သက်တဲ့သူတွေရဲ့သက်ရှိသမဲ့အာယုံတွေရှိတယ်ယခုတရားထိုင်တဲ့နေရာမှာလည်းပဲသက်ရှိသမဲ့အာယုံရှိတယ် ဗန်ကီသွားတဲ့နေရာမှာမြင်တွေ့လာတဲ့မှတ်သားထားတဲ့အာယုံတွေလည်းရှိတယ်။အဲဒီလိုမျက်လွှာလေးချပြီးရင်အဲ့ဒီတက်ရှိတက်မဲ့အာယုံလေးစီကိုစိတ်ကလေးကလက်ကနေလက်ကနေရောက်ရောက်မသွားအောင်ထိုအာယုံလေးနဲ့ပတ်သက်ပြီးမပတ်သက်မဆက်ဆံရအောင်တတိကလေးထားပြီးတော့နေတိုင်းပါတဲ့ဟုတ်လားတတိကလေးထားပြီးတော့ပဲဒီစိတ်ကလေးကိုတတိထားပြီးတော့နေတိုင်းပါတဲ့အာယုံလေးစီကိုမရောက်ဘူးမဟုတ်ဘူးရောက်မယ် ဲ့ဒီအာယုန်လေးနဲ့ပတ်သက်ပြီးမစင်းစားမိအောင်ဖြတ်ချနိုင်အောင်တတိထားပါဒါကိုဆိုလိုတာအဲ့ဒီတော့လေကနေလေကနေရောက်ရောက်မသွားအောင်ထိုအာယုန်လေးနဲ့ပတ်သက်ပြီးမစင်းစားမိအောင်မတွေးမိအောင်တတိထားပြီးနေတိုင်းမှာမကြခင် အတွင်းမှာမိမိရဲ့စိတ်ငြိမ်လာမယ်စိတ်ငြိမ်လာရင်နှလုံးအိမ်တွင်ဟရိယဝတ္ထုနှလုံးအိမ်နဲ့လည်းမကင်းတာဖြစ်ခြင်းကြောင့်မကြခင်အတွင်းမှာနှလုံးအိမ်လည်းငြိမ်လာလိမ့်မယ် စိတ်မငြိမ်တဲ့ပုံကိုယ်တွေစိတ်တွေလှုပ်ရှားနေတဲ့ပုံကိုယ်တွေနှလုံးကတုန်ခါနေတယ်မဟုတ်ဘူးလားစိတ်လှုပ်ရှားနေတယ်ညာဘက်အိတ်မပြောဘူးအတွေးတွေများပြီးပူလောင်စရာတွေဖြစ်နေတယ်ဆိုရင်နှလုံးတွေကတုန်လာတယ်နှလုံးမငြိမ်ဘူးရင်ပတ်မှာလက်ကလေးတင်ကြည့်လိုက်ဒိန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 ်ဖြစ်နေတယ်စိတ်အေးတဲ့ပုံကနှလုံးငြိမ်တယ်မြန်မြန်ဆန်ဆန်နဲ့အိတ်ပြောတယ်ဒီလိုမျိုးရှိတယ်ယောဂိတွေဟောရလားနော်အေးအဲ့ဒီတော့ အဲ့ဒီလိုစိတ်ကလေးကိုတတိထားတတိထားတဲ့ဆိုတာစောင့်ရှောက်တာကိုဆိုလိုတာပါပဲနော်တတိဆိုတာမိခင်နဲ့တူတယ်စိတ်ဆိုတာမွေးဖွားတာနဲ့လေးပတ်ပြင်းနေတဲ့ဆောကစားတဲ့ကလေးနဲ့တူရဲ့ကိုယ်ကလေးကိုကိုတယုတ်တရစောင့်ရှောက်တယ်လို့ပဲတဲ့ဒီမိခင်နဲ့တူတဲ့တတိကကလေးနဲ့တူတဲ့စိတ်ကိုရိုးရိုးသေးသေးခယူးရဆိုင်စောင့်ရှောက်တာဒါကိုဆိုလိုတဲ့တတိကစောင့်ရှောက်ခြင်းဘယ်သူကိုစောင့်ရှောက်မလဲဒီစိတ်ကလေးကိုတတိထားစောင့်ရှောက်ခြင်း မကြခင်တွေးမှစိတ်ညင်လာမယ်နှလုံးညင်လာမယ်စိတ်အေးလာမယ်အဲ့ဒီအခါကျမှဒါလည်းအထက်နှုတ်ခမ်းဆိုတဲ့နယ်လေးမှာစိတ်ကလေးထားရမယ် အမြင်အာယုံနဲ့ထားရမှာမဟုတ်ဘူးပင်ညာအာယုံနဲ့ထားရမယ်လက်ကလေးထားကြည့်လိုက်မယ်ဆိုရင်ငါရဲ့အထက်နှုတ်ခမ်းခြိုင်ကလေးရှိပါလားဘုကလေးရှိပါလားကာယပတာရလက်မှရှိတယ်ဟိုနှာခေါင်းမှာလည်းပဲပေါတပတ်တတ်တွေရှိတယ်အထက်နှုတ်ခမ်းမှာလက်ကလေးတင်ကြည့်လိုက်တယ်ဆိုရင်ပဲအခြိုင်ကလေးရှိပါလားဆိုတဲ့ပင်ညာပင်ညက်ခန္ဓာကသူ့ကိစ္စသူလုံသွားတော့မှတ်သားတတ်တယ် အဲ့ဒီမှတ်သားထားတဲ့သင်ညာကလေးနဲ့နေထိုင်ရမယ်အဲ့ဒီမှာစိတ်ရှိနေပြီလို့သာသတ်မှတ်ထားလိုက်တော့အဲ့ဒီအထက်နှုတ်ခမ်းဆိုတဲ့နေမှာစိတ်ကလေးထားပြီးလက်ကနဲ့လက်ကနဲ့ထွတ်ထွတ်မသွားအောင်မတွေးအောင်တတိထားပြီးနေထိုင်ပါအောင်နဲ့လေကိုသိဖို့ရန်အတွက်ဥတီချက်နဲ့တရားမထိုင်မှန်းတဲ့စိတ်ကလေးအေးဖို့ရန်အတွက်ဥတီချက်နဲ့တရားထိုင်ပါတယ်ဟုတ်လား အဲ့ဒီတော့အဲ့ဒီအထက်နှုတ်ခမ်းဆိုတဲ့နေရာမှာစိတ်ကလေးထားပြီးလေကနေလေကနေထွတ်ထွတ်မသွားအောင်မတွေးအောင်တတိထားတဲ့လုပ်ငန်းကလေးနဲ့ပဲဒုတိယအကြိမ်နေပါအောင်နဲ့မကြခင်အတွင်းမှာသူ့သဘာဝအတိုင်းသူ့လုပ်သူ့လုပ်နေတဲ့လေလေးနဲ့တွဲမိလာလိမ့်မယ်တွဲပါစေစိတ်ကလေးထွတ်ထွတ်မသွားအောင်မတွေးအောင်တတိထားတဲ့လုပ်ငန်းကလေးနဲ့နေထိုင်ပါကြာလာတော့ဒီဝင်လေထွက်လေနဲ့တဘာဝလုပ်ငန်းွယ်လေးနဲ့ယင်းဒီ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 ပြီးတော့ အဲ့ဒီအထက်နှုတ်ခမ်းဆိုတဲ့ပညာကိုလွတ်ပြီးတော့ဝင်လေထွက်လေဆိုတဲ့အာယုံစီကိုဒီစိတ်ကပြေးဝင်သွားပြီးဝင်လေထွက်လေဆိုတဲ့အာယုံမှာတမာရီဖြစ်သွားမယ်နေသွားလိမ့်မယ်စိတ်ကလေးနေသွားလိမ့်မယ်အဲ့ဒီတော့စိတ်တို့မြေပြင်မှာအာယုံတကုပြိုင်မသိဘူးဆိုတဲ့နေရာမှာဒီနေရာမှာလည်းပဲယောဂီတွေအတွက်လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ ဒီအထက်နှုတ်ခမ်းဆိုတဲ့မှတ်သားထားတဲ့အာယုံမတကု၄ဆိုတဲ့အာယုံမတကုအာယုံနှစ်ခုဖြစ်နေတယ်ပေါ့လေလေအာယုံမှာစိတ်ကလေးကြာရောက်ပြီးတမာရဖြစ်သွားပြီးဆိုရင်အထက်နှုတ်ခမ်းဆိုတဲ့အာယုံပြီးပျောက်သွားတယ်အဲ့ဒီအထက်နှုတ်ခမ်းဆိုတဲ့အာယုံကိုထက်ကထက်ကမိမိက ပြန်လိုခြင်းနေတယ် အတက်နုတ်ကန်းဆိုတဲ့အာယုံကိုလည်းမိမိကအဓိကယူထားတယ်မလွတ်ရဲဘူးဝင်လေထွက်လေဆိုတဲ့အာယုံကိုလည်းအဓိကယူထားတယ်မလွတ်ရဲဘူးဆိုရင်ဒီအာယုံနှစ်ခုစီမှာမိမိရဲ့စိတ်ကပြေးနေလိမ့်မယ်အတက်နုတ်ကန်းဆိုတဲ့အာယုံကိုလည်းယူနေမယ်လေအာယုံကိုလည်းယူနေမယ်ဆိုရင်မိမိရဲ့စိတ်ဟာအထက်နှုတ်ခမ်းဆိုတဲ့အာယုံနဲ့လေအာယုံနှစ်ခုမှစိတ်ကပြန့်လွင့်နေတဲ့အတွက်ကြောင့်ဝင်လေထွက်လေဆိုတဲ့အာယုံမှာစိတ်ကလေးနှက်ဖို့တော့မလွယ်ပါဘူးတဲ့ဟုတ်လား အဲ့ဒီတော့စိတ်ကလေးကိုအထက်နှုတ်ခမ်းဆိုတဲ့နေမှာတတိထိုင်းစောင်းရှောင်းရင်းနဲ့ဝင်လေထွက်လေနဲ့ယဉ်နေပြီးတော့ဝင်လေထွက်လေမှာပျော်ပြီးဝင်လေထွက်လေအာယုံစီကိုစိတ်ကပြေးဝင်သွားပြီးဆိုရင်ဝင်လေထွက်လေအာယုံမှာစိတ်ကလေးနစ်သွားမယ်အဲ့ဒီချိန်ခါမှာမိမိကဝင်လေထွက်လေနဲ့ပဲရဲရဲတင်းတင်းနေလိုက်ပြီးတော့တဲ့အထက်နှုတ်ခမ်းဘယ်မှာလဲဆိုတာလိုက်မရှာပါနဲ့တော့ရှာရင်ဘာဖြစ်မှာလဲ တည်ငြိမ်နေတဲ့သမာဓိလေအာယုံပေါ်မှာကြာရောက်နေတဲ့သမာဓိကပြန်ပြီးတော့ပြုတ်ကျသွားလိမ့်မယ်။ယောဂိတွေသဘောပေါက်လား။အဲ့ဒီတော့လေအာယုံမှာကြာရောက်ပြီးစိတ်ကလေးနဲ့သွားပြီးဆိုလေနဲ့ပဲနေလိုက်ပါတော့တဲ့။မိမိယူထားတဲ့ကမ္မထံဘာကမ္မထံလဲ။အာနာပါနဝင်လေထွက်လေအဲ့ဒီလေဟာအလုံးမဟုတ်ဘူးလား။လေဟာကမ္မထံမဟုတ်ဘူးလား။လေဟာအဓိကပဲဖြစ်နေတယ်။အထက်နှုတ်ခမ်းဟာကမ္မထံလား။ နှခေါင်းကကမ္မထမ်းလားပါးစားရောအေးကမ္မထမ်းမဟုတ်တာကိုတော့အဓိက မထားပါနဲ့အဓိကကြီးမလုံနေပါနဲ့ဟုတ်လားအဲ့ဒီအထက်နှုတ်ခမ်းတို့နှာပြားတို့နှခေါင်းဝတို့ကကမ္မထမ်းဖြစ်တဲ့လေကိုသိဖို့ရန်အတွက်သမာဓိဖြစ်ဖို့ရန်အတွက်အနှာအနေနဲ့ခိတ္တကဏ္ဍသာ ထားရပါတယ် လေအာယုံကိုမိမိစောင့်နေတဲ့တဏှာကနေပြီးတော့လေအာယုံကိုယဉ်နီးသွားပြီဆိုရင် လေအာယုံစီကိုလုံးလုံးစိတ်ကကြောက်ရောက်သွားပြီဆိုရင်လေနဲ့ပဲနေလိုက်ပါတော့အထက်နှုတ်ခမ်းကဘယ်မှလဲနှာခေါင်းကဘယ်မှလဲနှာခေါင်းဝကဘယ်မှလဲလိုက်မရှာပါနဲ့လိုက်ရှာရင်တမာတိပြတ်မယ်မိမိရဲ့တမာတိကိုဘယ်သူဖြတ်တာလဲမိမိပဲဖြတ်နေတယ်လို့ဒါဖြစ်ပြီလိမ့်မယ်တဲ့ဟုတ်ပြီလားအဲ့ဒီတော့ လေအာယုံကို ပေါ်မှာစိတ်ကလေးကြရောက်ပြီးတမာရဖြစ်သွားပြီဆိုရင် လေနဲ့စိတ်နဲ့တထတဲ့တသားတွေဖြစ်သွားပြီနံပါတ်3အဆင့်ကအဲ့ဒီလေနဲ့စိတ်နဲ့တထတဲ့တသားတွေဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းပဲအဲ့ဒီလေအာယုံကိုသိနေတဲ့ရယူနေတဲ့စိတ်ကလေးအာယုံနေစီကို လက်ကနဲ့လက်ကနဲ့ရောက်ရောက်မသွားအောင်မတွေးအောင်ဆက်လက်ပြီးစိတ်ကလေးနဲ့တွဲပြီးတော့ဒီလေနဲ့တမာရထူထောင်သွားမယ်ဆိုရင် စိတ်ထွက်တာတွေလည်းတက်တာပြီးတော့တမာတိကို ပေါပေါပပတက်တက်တတာနဲ့ထူထောင်နိုင်သွားပါလိမ့်မယ်။လေးနဲ့စိတ်နဲ့တထတဲ့ကြနေတာပြင်းချင်းကြောင့်စိတ်ကလေးကိုတတိထဆောင်းရှောင်းခြင်းကြောင့်လေးကိုဆောင်းရှောင်းရလဲရောက်သွားပါလေ။ဒီဝင်လေထွက်လေကဘယ်ကောမှထွက်ပြေးသွားလို့လည်းမတတ်ဘူး။ဘဝတစ်လျှောက်လုံးဒီလမ်းကြောင်းမှာသူရှိတယ်။ အဲ့နေတဲ့ချိန်ခါလည်းပဲဒီလမ်းကြောင်းမှာရှိတယ်စားတဲ့ချိန်ခါလည်းဒီလမ်းကြောင်းမှာပဲရှိနေတယ်ဒါပေမဲ့ဝင်လေထွက်လေမှာမိမိရဲ့စိတ်ကလေးကငြိမ်သက်လို့တမာတိဖြစ်လာရင်တော့သူပါဖြစ်တတ်လေဆိုရင်သူ့ရဲ့အမူအရာလေးကပြောင်းသွားတတ်တယ်နူးညံ့တယ်ဆိုတဲ့အသွင်ပြင်ပဲပြောင်းသွားမယ်အဲ့ဒီနေကနေဘယ်မှသူထွက်ပြေးလို့မတတ်ဘူးထွက်ပြေးနေတာကဘယ်သူလဲပေါ့စိတ်ပဲဘယ်သူထွက်ပြေးလဲစိတ်ပဲထွက်ပြေးနေတာပဲအဲ့ဒီတော့ဒီစိတ်ကလေးကိုတတိပဋ္ဌာန်တဲ့ မဟာတတိပဋ္ဌာနသုတ်တံတဲ့အဲ့ဒီတော့တတိကိုဥစည်းပြီးတော့သွားမယ်ဆိုရင်ဒီဝင်လေထွက်လေကိုမိမိကျွမ်းကျွမ်းကျင်ကျင်အထုလို့တတ်သွားပါမယ်တဲ့နော်ဒါကတော့ဆရာပြောမိမိက တကယ်လှုပ်လိုက်လို့ရှိရင်လုပ်ငန်းကိုမိမိကထက်တဲ့ဝင်ပြီးသွားပြီဆိုမိမိကဒီဝင်လေထွက်လေကိုဘယ်လိုရှုရတယ်ဆိုတာ လုပ်ငန်းကမိမိကိုတစ်ခါပြန်ပြီးတော့တင်သွားမှာဖြစ်ခြင်းကြောင့်မိမိအတွက်အလွန်တရာမှအကျိုးကျေးဇူးကြီးမားပါတယ်ဒါကြောင့်ဒီဆောင်ရှောင်မှု၃မျိုးသည်ခုနရှောင်ကျင်ရမယ့်၅မျိုးကိုရှောင်ကျင်ရလဲရောက်ပါတယ်ဟုတ်လားဒီဆောင်ရှောင်မှုဆိုတဲ့လုပ်ငန်းရပ်တွေမပါဘဲနဲ့ဒါ၅မျိုးရှောင်ကျင်ရမယ်လို့ ြောလိုက်ပေမဲ့ယောဂီကအဲ့ဒီစောင့်ရှောက်ရမယ်သဘောစိတ်ကလေးကိုတတိထားပြီးတော့သွားရတယ်ဆိုတဲ့လုပ်ငန်းကိုမတည်ဘူးဆိုရင်ဘုန်းကြီးကဘလို့ပဲစောင့်ရှောက်လို့ပြောပြောယောဂီကအဲရှောင်ကျင်လို့ပြောပြောယောဂီဘက်ကဘလို့မှရှောင်ကျင်လို့မရဘူး လုံရှူတာပါနေလိုက်မယ်မတိတိအောင်လုံတာပါမထိမ့်ပြီးရှူစင်းရှူထုတ်တာပါနေမယ်လေနှုံလိုက်နေတာပြီဒါပါနေလိုက်နေတယ်ဟုတ်လားအဲ့ဒီတော့ယောဂီကစထိုင်နေခြင်းလေကိုသိဖို့ရတဲ့ဥတည်ခြင်းနဲ့မထိုင်မနဲ့စိတ်ကလေးခိုက်တန်တကုစိတ်ကလေးအေးအောင်ငြိမ်အောင်စိတ်ကလေးကိုတတိထားပြီးနေစိတ်ငြိမ်ရင်အထက်နှုတ်ခမ်းဆိုတဲ့နေမှာသာအဲ့ဒီအထက်နှုတ်ခမ်းဆိုတဲ့နေကစိတ်ကလေးလက်ကနဲ့လက်ကနဲ့ထွတ်ထွတ်မသွားအောင် ပတိကလေးဖြင့်ဒီစိတ်ကလေးကိုပဲစောင့်ရှောက်ပြီးနေရနေရနဲ့သဘာဝဖြစ်တဲ့လေလေးနဲ့ယဉ်နေပြီးအဲ့သဘာဝလေလေးမှာစိတ်ကလေးနေပြီးသမာဓိဖြစ်သွားမယ်တဲ့ဟုတ်လားအဲ့ဒီလိုမျိုးဉာဏ်ရှင်ပြီးတွေ့ဝိုက်ပြီးတော့သဘာဝလေအာယုံကိုဝင်းမယ်ဆိုရင်ယောဂီတွေအတွက်တလဲတတ်တာပါတယ်မပင်မမှုချမ်းသာပါတယ်တဲ့ဟုတ်လား ဒါကတော့ရှောင်ကျင်ရမှာ၅ချက်ကျင့်သုံးရမှာ၃ချက်ကိုလက်ကင်ထားပြီးတော့ဉာဏ်ရှင်ပြီးတော့အာနာပါနကမ္မထံဆုံးကံတိုင်အောင်တမ္မာသမာဓိစခန်းကို အထုံနိုင်သည့်ယောဂီသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းအဲ့တော့သမာဓိထူထောင်ပုံကိုတော့စနစ်တကျနာယူမှတ်သားထားကြရမယ်ဟုတ်လား ကြိုက်တဲ့ဣရိယာပုဂ္ဂိုလ်ယူကြရမယ်ကြိုက်တယ်လို့ထိုင်ကြရမယ်ဟုတ်ပြီလားခါဖြောင်းရမယ်ခေါင်းမှန်ရမ